match တွေကစားကြည့်ရှုနေကြတယ်အားသာပနာရှင်ပြည်သူများအားလုံးပဲမင်္ဂလာပါအဲကျွန်တော်နိုင်ငံတကာဘောလုံးကျသက်သက်ပတ်မှာတော့ကျွန်တော်ဥရောပနဲ့အာဖရိကတိုက်မှာတော့ကမ္ဘာဖလားခြေစစ်ပွဲစဉ်တွေကစားလျက်ရှိပြီးတော့ဒီအာရှတိုက်နဲ့အမေရိကဘက်အချက်မှာတော့နိုင်ငံတကာခြေဆမ်းပွဲစဉ်တွေတော့ချောက်ရှိပြန်ကစားလျက်ရှိတာပဲဖြစ်ပါတယ်အဲကျွန်တော်ဒီမနက်မှာပွဲရှိပြန်ကစားခဲ့ကြတဲ့ဥရောပဇုံ ကမ္ဘာဖလားချစ်စ်ပွဲစဉ်တွေမှာတော့ဒါနမေကျော်အင်္ဂလန်အသင်းအပါအဝင်ပြင်သစ်အီတလီနော်ဝေးစတဲ့ဒီနိုင်ငံအသင်းကြီးတော်တော်များများကနိုင်ဝဲကိုစီရရှိခဲ့ပေမဲ့နမေကျော်စူပါစတာခရစ်စတီယန်ရိုနယ်ဒိုဦးဆောင်တဲ့ပေါ်တူဂီကလပ်ပေါ်တူဂီအသင်းကတော့ကျွန်တော်ဒါအိုင်ယာလန်အသင်းကိုဒါအိုင်ယာလန်မြေမှာနှစ်ခုခုရှိဆိုရရလန်နဲ့ရှုံးနေခဲ့ပြီးတော့ဒီအဲ့ဒီပွဲစဉ်မှာလည်းခရစ်စတီယန်ရိုနယ်ဒိုတယောက်အနေနဲ့ဒါတစ်ဖက်ကစားသမားကိုတံတောင်နဲ့တွတ်လိုက်တာဟုတ်နော်ဒါတံတောင်နဲ့တွတ်လိုက်တာဖြစ်တဲ့အ တော့ဒိုင်ရက်အနီကက်နဲ့ဒါထုတ်ပယ်ခြင်းခံရရလည်းဖြစ်ပါတယ်ဒီဒိုင်ရက်အနီကက်နဲ့ထုတ်ပယ်လိုက်ရခြင်းခံရတာအကြောင်းမလို့ပေါ့နော်ဒါခရစ်စတီယာနိုရနန်တိုအနေနဲ့ဒါပေါ်တူဂီအသင်းရအကယ်၂၆ခုနဲ့ဒါကမ္ဘာဖလားဝင်ခွင့်ရရှိခဲ့ရင်တော့မှဒါအဖွင့်ပွဲစဉ်ထိအောင် ဒါလွဲချော်သွားနိုင်တဲ့အနေအထားနဲ့ရင်ဆိုင်ရမှာလေဖြစ်တယ်ပေါ့နော်။ဆိုတော့အဲ့ဒီပွဲစဉ်မှာဒါအိုင်ယာလန်အသင်းကပေါ်တူဂီအသင်းကိုနှစ်ဂိုးကုမရှိဆိုတဲ့ရလဒ်နဲ့အနိုင်ရရှိခဲ့တယ်။အဲတခြားပွဲစဉ်တွေကိုကြည့်ရမယ်ဆိုတော့ပြင်တာအီတလီအသင်းကလည်းကျွန်တော်တို့ဒါနောက်ကျနောက်ကျသွင်းကိုနေပေါ့နော်။ဒါအနိုင်ရရှိခဲ့တာဖြစ်ပြီးတော့အီတလီအသင်းအနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာအဲကျွန်တော်ဒါ မော်ဒိုဗာဆိုတဲ့အသင်းကိုပေါ့နော်ဒါနိုင်ငံအသင်းကိုဒါနှစ်ခုခုရှိဆိုရရလနဲ့နောက်ကြခုနဲ့အနေရရှိခဲ့တယ်အဲတစ်ဖက်မှာကျတော့ဒါနော်ဝေးအသင်းနဲ့အက်စတိုနီးယားရဲ့ပွဲစဉ်မှာလည်းဒါအယ်လင်ဟာလန်က ခြေစွမ်းပြပြီးတော့တွင်းကုန်းနှစ်ကိုထိရယူခဲ့ပြီးတော့ဒါစစ်စပွန်၄ကိုတကိုဆိုရရလက်နဲ့ဒီအက်စတိုးနီးယားအသင်းကိုအနိုင်ရရှိခဲ့ရလက်ဖြစ်တယ်အဲတစ်ဖက်မှာကျွန်တော်ညာတောမတ်တူချေကင်တွင်နေတဲ့နာမည်ကြီးအင်္ဂလန်အသင်းကတော့ကျွန်တော်ဒါအင်္ဂလန်မြေမှာပဲဆာဗီးယားအသင်းကိုနှစ်ကိုကိုမရှိဆိုရရလက်နဲ့အနိုင်ရရှိခဲ့တယ်အဲ့ဒီပွဲစဉ်မှာကျွန်တော်ဒါအာဆင်နယ်အသင်းကစားသမားကြီးဖြစ်ကြတယ်ဘူကာယိုဆာကာနဲ့အီဘရာချီအက်စီဒီဆိုက်ဒီကစားသမားတွေတွင်းကိုတွေနဲ့နှစ်ကိုကိုမရှိဆိုရရလက်နဲ့အင်္ဂလန်အသင်းအနိုင်ရရှိခဲ့ရတယ်ဖြစ်တယ်ဆိုတော့ဒီအင်္ဂလန်အသင်း င်းရပါတော့ကျွန်တော်အခုပွဲစဉ်မှာနိုင်ငံရရှိခဲ့တာဖြစ်တာကြောင့်မို့လို့သူတို့ကြားရောက်နေတဲ့အုပ်စုခေမှာပေါ့နော်ကျွန်တော်ဒါစုစုပေါင်းခုနှစ်ပွဲကစားပြီးတဲ့အချိန်မှာခုနှစ်ပွဲစလုံးကိုအနိုင်ရရှိခဲ့ပြီးတော့ရာဂိုးဂိုး20ပေးကူမရှိဘူးပေါ့နော်ကျွန်တော်ဒါခုနှစ်ပွဲကစားခဲ့ပြီးတည်တိုင်အောင်တပွဲမှာပေးကူမရှိခဲ့ပဲနဲ့ပွဲစဉ်ခုနှစ်ပွဲစတိုက်စလုံးကိုအနိုင်ရရှိအောင်ဆွမ်းဆောင်ထားနိုင်တဲ့အင်္ဂလန်သင်းရဲ့ဆွမ်းဆောင်ရေးရတော့ဒါတော်တော်လေးကိုကောင်းတယ်လို့ပဲဆိုရမှာဖြစ်တယ်ပေါ့နော်ဒါ ကျွန်တော်တို့တစ်ဖက်မှာဒါပြင်သစ်အသင်းနဲ့ယူကရိန်းအသင်းတို့ရဲ့ပွဲစဉ်မှာတော့ဒါပြင်သစ်အသင်းကဒါလီဂိုဂုံးချီဆိုရရလည်းနိုင်ရှိကြပြီးအဲ့ဒီပွဲစမှာကီလီယန်အမ်ပါပေဟူဂိုအကီတီကီတလေပေါ်ဘူးတဲ့တိုက်စစ်ကစားလာမှာဟူဂိုအကီတီကီမကေအိုလီစေဆိုင်ဒီကစားလာမှာရဲ့အတွင်းကိုနဲ့ဒါပြင်သစ်အသင်းကလီဂိုဂုံးချီဆိုရရလည်းနိုင်ရှိခဲ့ရလဲဖြစ်တယ်အကျွန်တော်ဒါတစ်ဖက်မှာပေါ့နော်ကျွန်တော် ဒီဒီညမှာလေကျွန်တော်တို့ဒါပွဲစဉ်ပွဲကောင်းတချို့ကစားဝတ်ရှိပါတယ်အဲဒီပွဲစဉ်မှာကျွန်တော်တို့ဒါ Belgium အသင်းတို့ပြည်ရှင်တာ Netherlands Germany ဆိုင်ဒီပွဲစဉ်တွေကိုလည်းကျွန်တော်တို့ဒါစောင့်ကြည့်သွားမယ်အနေထားမျိုးမှာရှိပါတယ်ဆိုတော့ကျွန်တော်တို့ဒီလိပြိုင်ပွဲတွေပေါ့နော်ဒါမဆခင်မှာအားလုံးကတော့ကျွန်တော်တို့ဒါဒီနိုင်ငံတကာရသက်သက်ပတ်မှာတော့နိုင်ငံတကာပွဲစဉ်တွေကိုပဲကြည့်ရှုရမှာဖြစ်တာကြောင့်မလို့ဒီနိုင်ငံတကာပွဲစဉ်တွေပြီးသွားလို့ရှိရင်ကျွန်တော်တို့စောင့်မျှော်ကြည့်ရှုခြင်းတွေကြားတယ်ဒါနိုင်ငံအသီးသီးကသက်ဆိုင်ရာလိပွဲစဉ်တွေပြန်လည်ရရှိတော့မှာဖြစ်တာကြောင့်မလို့ကျွန်တော်တို့ဒါနိုင်ငံတကာ ပွဲစဉ်တွေကိုပဲကြည့်ရှုရင်းနဲ့ပဲကျွန်တော်ရဲ့အခြေအနေကိုဒါခဏတာဖြတ်တန်းလိုက်ကြပါဦးခင်ဗျာ